ရှမ်းရိုးရွာကိုဖော်ပြဖို့ရွှေသားစစ်စစ်ဝစ်စုံကိုနိုင်2000ကျော်အချိန်ပေးကဖန်တီးခဲ့ပေမဲ့တဲဆုညင်ရဲ့ဘန်ထရာဘီယမဝစ်စုံကိုမှတ်မိခဲ့တဲ့ JK Sophia ပရိသတ်များအားလုံးမင်္ဂလာပါရှင့် မစ္စကရမ်မြန်မာ2025အလမဲ့ JK Sophia ရဲ့ National Ghost Tour ကတော့အချိန်နာရီပေါင်း2000ကျော်ငွေသိန်းထောင်ကျအကုန်ကျခံပြီးတော့ရွှေသားစစ်စစ်တွေနဲ့ဖန်တီးခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့ဒီဝိဆုံဟာမနေ့ကသဲစုညင်ရဲ့ပန်ထရာဘီယမဝိဆုံရဲ့အရှင်ဝါကိုမမီခဲ့တာပါ။မနေ့ကသဲစုညင်ရဲ့ပန်ထရာဘီယမဝိဆုံနဲ့ဆင်မင်းပေါ်တက်လာတဲ့အချိန်မြန်မာတနိုင်ငံလုံးကပြည်သက်တွေရဲ့အသေးနှလုံးကိုအမှန်ကန်ဖန်ဆားသွားနိုင်ခဲ့ပါတယ်။ဒီမရဲ့ဝိဆုံကတမိုင်းနယ်ကပန်ထရာဘီယမကြီးကိုတိုင်းပြန်လည်အသက်ဝင်လာသလားလို့တောင်ထင်မရလား။ အောင်ကြီးကြီးခန်းနာပြီးတော့အာမန်အပြင်းနေပါအထူးသဖြင့်တော့များကိုကံပြီးမန်ဝင့်နေတဲ့ပုံစံစစ်ထွက်ရထားနဲ့အတူတင်ဆက်ခဲ့တဲ့ခန်းနာမှုတွေကမြင်းနေသူတိုင်းကိုကြက်သီးထစေပြီးတော့နိုင်ငံတကာကပါအသိမဲ့ပြုခဲ့ရတာပါဒီလိုအချိန်ဝါကြီးမားတဲ့နောက်တစ်နှစ်မှာပဲပြည်သက်တွေကဒီနှစ် National Ghost 2အပေါ်မှာမျှော်လင့်ချက်အကြီးအကျယ်ထားခဲ့ကြတာပါ ဒီလိုအရှင်ဝါကြီးမားခဲ့တဲ့နောက်တစ်နေ့မှာတော့ပြည်သက်တွေကဒီနှစ်အတွက် National Costume ပေါ်မှာမျော်လင့်ချက်အကြီးကျယ်ထားခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ JK Sophia ကသူမရဲ့ဝိစုံနဲ့ထွက်လာတဲ့အခါမှာပြည်သက်တွေရဲ့မျော်လင့်ချက်တွေကအားမလို့အားမရမှုတွေနဲ့အတူလွင့်ပြေသွားခဲ့ပါတယ်။ Social Media မှာပြည်သက်တို့ရဲ့ရင်ဖွင့်တန်ကအားလုံးရဲ့ခံစားချက်ကိုကိုးစားပြုနေတယ်လို့ပါပဲ။သူကဗလိန်းတာမဟုတ်ပါဘူးနော်။ကိုလည်းခုမှမြင်ဘူးလို့ပါ။အပေါ်ကကျတော့နှဝိနှစားလို့လို့ရှင်လောင်းလို့လို့နဲ့အောက်ကကျတော့တာမန်ပုံမင်းနော်။ကိုင်းနေတယ် ခံစားရတဲ့ပဲငါရောဘာပန်လေးပြောပြကြပါဦးမြန်မာဆိုပေမဲ့တကယ်မသိလို့ပါဆိုပြီးတော့ရေးသားခဲ့ရပါ ဒီမှာကြက်လေးတစ်ခုရဲနဲ့တည်းဒီဝိဆုံပေါ်မှာထားတဲ့ပရိသတ်ရဲ့အမြင်ကိုအတိုင်းအတာမြင်နိုင်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဒီဝိဆုံကတကယ်ကိုတန်ဖိုးရှိတဲ့ဝိဆုံတစ်ခုဖြစ်ကြောင်းကောက်ွယ်ပြောဆိုမှုတွေရှိနေရပါ။ဒီဝိဆုံဟာရှမ်းပြည်နယ်အတိုင်းတုံကဂုံရှမ်းစော်ဘွားမင်းသမီးတွေတကယ်ဝိဆင်ခဲ့တဲ့ဝိဆုံကိုအခြေခံပြီးတော့ဖန်တီးထားတာဖြစ်တယ်လို့ဆိုပါတယ်။ဒီနေ့အဖြစ်ပြောရရင်ဒါကပြိုင်ပွဲအတွက်ဖန်တီးထားတဲ့ဝိဆုံဖြစ်ပြီးတမိုင်းအမွေအနှစ်တစ်ခုကိုပြန်လည်ပုံဖော်ထားတာပါ။ ဂျေဂေဆိုဖီယာရဲ့ဝစ်စုံကသမိုင်းကိုလေးစားပြီးတော့မူရင်းအတိုင်းတင်ဆက်ဖို့ကြိုးစားခဲ့တာပါဒါပေမဲ့နိုင်ငံတကာစီမင်းပေါ်မှာတော့တခြားနိုင်ငံတွေရဲ့အမိုက်စားခွန်ဆက်တွေအတောင်ပံအကြီးကြီးတွေမိတွေတလလနဲ့ဝစ်စုံတွေကြားမှာသူမရဲ့ရိုးရှင်းတဲ့တင်ဆက်မှုကမေးမိန်သွားခဲ့တာဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ဂျေဂေဆိုဖီယာနဲ့သူ့ရဲ့အဖွဲ့သားတွေကတော့မြန်မာနိုင်ငံရဲ့လူသီနေသေးတဲ့ဂုံရှမ်းတိုင်းသားတွေရဲ့ယဉ်ကျေးမှုတွေကိုကဘာတိအောင်ချပြဖို့ကြိုးစားခဲ့တဲ့စေရနာကတော့အတိမတ်ပြုရမှာပါ ဒါပေမဲ့ပွဲတစ်ပွဲရဲ့လိုအပ်ချက်ဖြစ်တဲ့အရှင်အဝါနဲ့ဆွဲဆောင်မှုအပိုင်းကတော့အားနည်းသွားခဲ့ရကြောင်းအခုလိုဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ် အထူးသဖြင့်တော့ဂုံရှမ်းလူမျိုးတွေကိုအင်းနီချင်းထိုင်းနိုင်ငံကသူတို့ရဲ့တိုင်းရင်းသားအဖြစ်နဲ့မောင်ပိုင်စည်းကျင်ကြတဲ့အခြေအနေတွေရှိနေရကြောင်း JK ဆိုဖီယာက MGN ဆိုတဲ့နိုင်ငံတကာစင်မြင်ကြီးပေါ်ကနေဂုံရှမ်းဆိုတာမြန်မာတိုင်းရင်းသားစစ်စစ်ဖြစ်တယ်ဆိုတာကဘာတိအောင်ကြွေးကြော်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်ဒီဝိဆောင်ကရိုးရိုးအလားပါကိုပြသတဲ့ဝိဆောင်တစ်ခုမဟုတ်ဘဲကိုယ်နိုင်ငံရဲ့တိုင်းရင်းသားလူမျိုးသစုရဲ့ဂုံသိခါနဲ့အချုပ်ချာအာဏာတွေကိုကာကွယ်ဖော်ထုတ်လိုက်တဲ့နိုင်ငံရေးနဲ့သမိုင်းအသေးပဲပြပါတယ်။ဝိဆောင်တစ်ခုဖြစ်နေရဆိုတာကိုတွေ့ရမှာပါ။ပြည်သက် ီလိုရဒီဝင်းစုံရဲ့နောက်ခွဲကနန်းနေတဲ့အထိပ္ပယ်ကိုသိပြီးရဲ့နောက်ဂျေကေဆိုဖီယာရဲ့ရိုးရာဝင်းစုံပေါ်မှာဘယ်လိုထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်